တည်င်းတစ်ခုပြောပြချင်ပါတယ်အဲ့ဒါကတခုကတော့ကရင်နယ်ကြားစောက်တက်အဖြစ်လူတိများတဲ့ BGL တို့လူတိများတဲ့အဖွဲ့စောချစ်တူရဲ့တားနှစ်ယောက်ကိုအမေရိကန်တန်ခတ်ပိတ်ဆို့လိုက်တဲ့တည်င်းနဲ့နောက်တစ်ခုကလက်ရှိမင်းအောင်လှိုင်နဲ့စောက်ခေါမကျူကျူလာလို့တွားမဲ့မော်စကိုမြို့မှာယူကရိန်းရဲ့ drone တိုက်ခိုက်မှုတွေကြောင့်မော်စကိုမြို့ကရစ်ပါတဲ့လင်စိတ်ကိုလုံးဝရပ်ဆိုင်းထားဆိုတည်င်းပဲဖြစ်တယ်အဲ့တည်င်းတစ်ခုမှာအရင်ဆုံးကျွန်တော်စောချစ်တူရဲ့တားနှစ်ယောက်ကိုအမေရိကန်တန်ခတ်ပိတ်ဆို့လိုက်ဆိုတဲ့တည်င်းကိုဖော်ပြချင်ပါတယ် မေရိကန်အစိုးရကတင်နေကြသောတက် BGF ခေါင်းဆောင်ဘုံမှုကြီးစောချစ်တူနှင့်တာနှစ်ယောက်ကိုပြစ်မှတ်ထားတဲ့အရေးယူပိတ်ဆို့ဒဏ်ခတ်မှုအစ်စ်တွေကိုချမှတ်လိုက်ပါတယ်။မေရိကန်အစိုးရရဲ့အရေးယူပိတ်ဆို့ရဲ့မူဝါဒတွေကိုအဓိကတောင်းဝန်ယူရတဲ့ဗန္နာရေးဝန်ကြီးဌာနကစောချစ်တူနဲ့တာနှစ်ယောက်ဖြစ်တဲ့စောထူးအေမူစောချစ်တူတို့ကိုအရေးယူဒဏ်ခတ်မှုတွေတတ်မှတ်လိုက်ကြောင်းမေလ9ရက်နေ့မှာထုတ်ပြန်တာပါ။ရေယူပိတ်ဆို့မှုစီးရင်မှာအဲ့ဒီလူပုတ်ကိုတောရောက်တာမကပဲစောချစ်တူဥဆောင်နေတဲ့ BGF ကနေကရင်အမျိုးသားတပ်မတော် KNA လို့နာမည်ပြောင်းထားတဲ့လက်နက်ကိုင်အစုအဖွဲ့ပါပါဝင်မှာဖြစ်ပါတယ်။မေဒီကယ်နိုင်ငံသားတွေကိုပြစ်မှတ်ထားပြီးစိုက်ဘာငွေကြေးလိမ်လည်မှုကျူးလွန်တာတွေလူမောင်ကုန်မှုတာတွေနယ်စပ်ဖြတ်ကျော်ပေါင်ကုန်မှုတွေအတွက်အခုလိုအရေးယူတာဖြစ်တယ်လို့အမေရိကန်ဗန်ဒါရေးဝန်ကြီးဌာနကပြောပါတယ်။ Social Two ရဲ့ဥဆောင်မှုအောက်မှာရှိနေတဲ့ BGF ဖြစ်တဲ့ KNA KNA ဟာထိုင်းမြန်မာနယ်စပ်နာကနယ်မြေအချို့ကိုထိန်းချုပ်ထားပြီးနာမည်ဆုံးတဲ့ကြော်ကြားလာတဲ့ရွှေကုတ်ကိုလိုမျိုးကြားဖြတ်ငွေလိမ်လုပ်ငန်းဗဟိုချက်နေရာတွေကိုနိုင်ငံခြားဒုစရိုက်ဂိုင်းတွေနဲ့ပူးပေါင်းတူထောင်ထားတာပါတယ်။ ပြီးခဲ့တဲ့လပိုင်းတွေမှာတော့ BGF ရဲ့ဌာနချုပ်လို့စုံနိုင်တဲ့မြဝတီမြို့ဟာတရုတ်ထိုင်းနဲ့စစ်ကောင်စီတို့ပူးပေါင်းပြီးကြားပြတ်လုပ်ငန်းတွေကိုဖြိုခွင်းတဲ့စစ်စင်ရေးတွေကြောင့်နိုင်ငံတကာအာဏာစိုက်ခြင်းခံခဲ့ရတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။မြဝတီဟာနှစ်စဉ်ဒေါ်လာ1ဘီလီယံလောက်တန်ဖိုးရှိတဲ့နေဆက်ကုန်သွယ်မှုတွေကိုကင်တွယ်နေတဲ့မြို့လည်းဖြစ်ပါတယ်။ KNA တို့အဖွဲ့အစည်းတွေကကင်တွယ်လေပတ်နေတဲ့ဆိုင်ဘာငွေလိန်ခိုင်းတွေဟာရာဇဝတ်ခိုင်းကောင်းဆောင်တွေကြံရပါတွေအတွက်ဒေါ်လာဘီလီယံနဲ့ချီမြပြတဲ့ဝင်ငွေတွေကိုတိုးပွားရရှိစေပြီး ချွေးနှဲစာတွေကိုပင်ပင်မမတ်ရှာဖွေရတဲ့နစ်နာသူတွေကိုအထိနာစေသလိုလုံခြုံရေးအတွက်လည်းစိုးရိမ်စရာကိစ္စမျိုးဖြစ်လာတယ်လို့အမေရိကန်ဒုတိယဗန္ဒာယဝန်ကြီးမိုက်ကယ်ဖော့ဒ်ကန်ဒါကဆိုပါတယ်ဗန္ဒာယဝန်ကြီးဌာနအနေနဲ့ရှိသမျှအရင်းအမြစ်အလုံးကိုအတုံးပြုပြီးစိုက်ဘာငွေလိမ်လုပ်ငန်းကိုယ်နဲ့တူကိုဖြစ်စည်းဖို့ဒူးစေရိုက်မှုတွေကနေအကျိုးအမြတ်ရှာဖွေနေသူတွေကိုအေးအေးကိုလှုပ်ဆောင်တွားမယ်လို့လည်းသူကပြောကြားရပါတယ် ဆော့ရှစ်တူဟာအာနာဒင်းစစ်ကောင်စီရဲ့မဟာမိတ်တဦးဖြစ်ပြီး2023ခုနှစ်ဇန်နဝါရီလမှာစစ်ကောင်ဆောင်မင်းအောင်နိုင်ကတူကိုတီးပြန့်ချီပွဲပေးအပ်ပြီးဂုံပြုခဲ့ပါတယ်။ဘယ်နဲ့ဆိုရတာဒါကတော့ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့သတင်းမှပါတယ် People's Mail မှာပါတယ်သတင်းပဲဖြစ်တယ်။နောက်ထပ်သတင်းတစ်ခုမပြောခင်ပါတော့ဒီလက်ရှိဘုံမူဆော့ရှစ်တူကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့တိုင်းပြည်မှာအနာရှင်အဆက်ဆက်ကသူတို့အာနာတီမြဲဖို့အတွက်သူတို့ကနယ်မြေတွေမှာလက်နက်ကင်အဖွဲ့တွေကိုမွေးရပါတယ် ထူးထူးဖြင့်နေဆက်ဒေတာတွေမှာလက်နက်ကင်မွေးရတယ်ဒါကတော့တိုင်းပြည်တိုင်းတို့ရှိပါတယ်အခုလက်ရှိဘင်္ဂလားဒေ့ရှ်နဲ့အဲဟိုနေ့နဲ့အိန္ဒိယနေဆက်မှာဖြစ်နေတာလဲဒါပါပဲနော်ဒီဒီသဘောတွေပဲအကောင်လုံးကဟိုနိုင်ငံတိုင်းလိုလိုမှာနေဆက်ဝင်နေနေရှိပါတယ်အခုမလေးရှားနဲ့ထိုင်းဆိုလည်းအဲနေဆက်မှာလက်နက်ကင်ခေါ်နေရှိပါတယ်ဒါကနိုင်ငံတွေရဲ့ဟိုစီရေပြည်ရဲ့တခုပေါ့အဓိကကတော့သူတို့ကိုတိုက်ရိုက်မကဘဲနဲ့အစီအလက်နက်ကင်တစ်ဖွဲ့တစ်ခုကိုကာထောက်ပံ့ပေးထားတယ်အဲ့ဒီအလက်နက်ကင်နဲ့တေးပေးထားတာပေါ့တစ်ဖက်နိုင်ငံအောင် ဒီတဘောမှာပဲလက်ရှိအဲမြန်မာနိုင်ငံမှာဆိုရင်တော့လက်နက်ကင်ဖွဲ့တယ်အားလုံးပြည်တိုင်းပူပေါ်တယ်အဲ့ဒီပေါ်တဲ့အထက်မှာပြည်နယ်စားဖြောက်နယ်စားစောက်တက် BGS ဆိုတာကတော်တော်နာမည်ကြီးပါတယ်ဘာဖြစ်လို့နာမည်ကြီးလဲဆိုတော့ပြည်သူတွေဝေဖန်မှုမြင့်တက်လို့နာမည်ကြီးခဲ့တယ်အဲ့တော့လက်ရှိရွှေကုတ်ကောင်မှာဖြစ်ပျက်ခဲ့တဲ့เนาะအရှင်အရင်းရင်ဖြစ်ပျက်ခဲ့တဲ့အရာတွေရောထားပါလက်ရှိရွှေကုတ်ကောင်မှာဖြစ်ပျက်ခဲ့တဲ့ကြားမြတ်ကိစ္စမှာဆိုရင်ဘုံကြီးစောရှစ်တူကိုလူတွေကပို့ပြီးတော့စဲကြတယ်အဲ့တော့ကျွန်တော်အမြင်ပြောရရင်တော့စောရှစ်တူတယောက်ထဲမှာပြည့်စည်တယ်ပေါ့စောရှစ်တူတယောက်ထဲတဲ့အဲ့ဒီဟာတွေကိုလုံးလို့မရဘူး ဒါကတွေးကြည့်ရင်သိပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ကစောချစ်လူတယောက်တစ်ယောက်တွားဆဲနေလို့ဆဲတာလည်းခတ်တယ်မဘာမှဖြစ်မလားနော်ကျွန်တော်တို့ဖြစ်စေချင်တာပြည်သူအများစုဖြစ်စေချင်တာဒီကရင်ပြည်နယ်မှာကရင်လက်နက်ကင်တပွဲတည်းပဲရှိစေချင်တယ်ကျွန်တော်တို့ကရင်မဟုတ်ပါဘူးဒါပေမဲ့ကရင်မဟုတ်တဲ့လူတွေကျွန်တော်တို့ကရင်ပြည်နယ်တို့အများကြီးနော်ဒီကရင်လက်နက်ကင်တွေတို့ကျွန်တော်တို့တွေကုညီထောက်ပံ့မှုတွေဝိုင်းလုပ်ပေးတယ်ဆိုတာကကရင်ပြည်နယ်ကိုလွတ်မြောက်စေချင်တယ်ကရင်ပြည်နယ်ဒီမြန်မာနိုင်ငံရဲ့ဝင်ပေါက်တကားတစ်ခုဆိုတဲ့ဟုတ်တယ်အဲ့ဒီအတွက်လက်ရှိတော်လှန်ရေးမှာကရင်ပြည်နယ်ကိုလွတ်မြောက်နိုင်ပြီဖြစ်စေချင်တယ် ကရင်ပြည်နယ်ကိုကရင်နေပိုင်စေခြင်းနဲ့ဒါပေမဲ့အဲ့လိုပိုင်လို့မရဘူးဘာကြောင့်လဲကရင်နေအဖွဲ့ဖွဲ့ကွဲနေလက်ရှိကရင်နေပြည်နယ်ဖွဲ့တယ်နော် BGF နော်ပြီးလို့ရှိရင် KN KNU KIA အပြ sorry KNU KNDO KNLA ပြီးလို့ရှိရင် PC KND KDLA နော် DGBA အာရှုတ်ချက်ခတ်နေတာဘယ်နှဖွဲ့တော့ပြောင်းတက်နေတယ်နော်အားလုံးရေရွက်တာပါလေဒါဆို ကရင်ရွေးရေကျွက်ကကရင်အမျိုးသားလွတ်မြောက်ရေးအတွက်မဟုတ်ဘူးလားဒီကရင်ပြည်နယ်လွတ်မြောက်ရေးအတွက်ကရင်ကရင်တမကရင်ဖန်တီးအတွက်အဖိုးစောဖအုပ်ဝယ်မှု၄ချက်လိုပဲနော် DKB ရေးရွေးချက်က KDL ရေးရွေးချက်ကနော် PC ရေးရွေးချက်ကပြီးလို့ရှိရင်လက်ရှိ BGA ရဲ့ရွေးချက်ကဒီတန်း DKBA တို့ဆက်တဲ့ဖြင့်ဒီဖွဲ့အားလုံးရဲ့ရွေးချက်ကဘာလဲလဲကရင်အတမျိုးသားလုံးလွတ်မြောက်ရေးအတွက်ဆိုဒီအချိန်မှာဘာဖြစ်လို့ဒီအဖွဲ့အားလုံးကမပေါင်းစည်းနိုင်ကြရတာလဲအဲ့ဒါရှင်းပါမယ်ဒီအဖွဲ့တွေအားလုံးထဲမှာတကယ်လွတ်မြောက်ခြင်းနဲ့စိတ်နဲ့ ပြည်သူလူထုအကျိုးအတွက်လွတ်မြောက်ခြင်းနဲ့စိတ်နဲ့ရှိတဲ့လူရှိသလိုကိုကြိုးရှာတဲ့သူတွေရှိနေလို့ပဲ။အဲ့တော့ဖြစ်နိုင်ရင်ဒီကာလမှာကရင်အဖွဲ့တွေအားလုံးပေါင်းလိုက်ကြည့်။ဒီနေ့နော်အခုဒီနေ့မှာအဲ့ဒီကရင်ရှိသမျှအဖွဲ့အားလုံးတစ်ဖွဲ့တည်းအဖြစ်လက်လှုပ်ပေါင်းပြီးတော့ပြင်ညာချက်ထုတ်နိုင်ကြည့်။နောက်တလမကြောက်ကရင်ပြည်နယ်အားလုံးဟာစစ်ခွေးပြင်းစင်နဲ့လွတ်မြောက်နိုင်မဖြစ်စိုက်တို့ပြောလေသာကြီးလက်ရောက်ရ ရှင်းရှင်းလေးပဲငါတို့တရင်လက်နက်ကန်အဖွဲ့တွေအားလုံးပေါင်းကြမယ်ဟဲ့ဒီငါတို့တော်လှန်ရေးမှာအစစ်အာဏာရှင်ကိုကရင်ပြည်နယ်ကနေအပြေးတိုင်အားလုံးတိုက်ထုတ်မယ်ဘုံညီမှန်းချက်အဖြစ်အားလုံးဂရီကိုပြုတယ်ငါတို့ကရင်အဖွဲ့တွေအားလုံး COC တီဆောက်မယ်အားလုံးကတစ်ဖွဲ့တည်းအဖြစ်ပြန်လုပ်လိုက်မယ်လို့လှုပ်ကြည့်လိုက်ကြည့်စစ်ခွေးတွေကိုလေတနက်နဲ့ပြစ်စရာမလိုဘူးကရင်တွေလက်သီးနဲ့လိုက်ထိုးတော့ခွေးပြေးတယ်ကျွန်တော်ပြောတဲ့စကားဟုတ်လားမဟုတ်ဘူးလားဒါပေမဲ့ခုနကပြောသူဥကင်းပြည်နယ်မှာစီးပွားရှာစားတဲ့ဒီကရင်ခေါင်းဆောင်တချို့တွေရှိနေတယ်အဲ့တချို့တွေကြားထဲမှာတကယ်တော်နိုင်လို့တဲ့ကရင်ခေါင်းဆောင်တွေကနော် ဒုက္ခရဲ့နှုတ်ကခဲအိတ်သားထဲမှာပြည်သူတွေကဘုံမရိဘာမရိတွေ့လူလိုက်ဆဲနော်တကယ်ဟိုအကောင်လုံးတိမ်ကျုံဆဲတော့တကယ်လုံနေလူတွေကစိတ်တွေပြက်ဒါချုပ်ချက်ခံနေတယ်အကောင်လုံးနော်အဲ့တော့တောင်ပိုင်းတိုင်းဘာဖြစ်လဲနောက်ဆိုတောင်ပိုင်းတိုင်းချုပ်တယ်တောင်ပိုင်းတိုင်းရဲ့ပြက်တနာဆိုတော့ဟိုနန်နေပြက်ကတယ်လက်ကားတက်တယ်တကယ်တော့ခင်ဗျားကပြောလို့ချိန်မမကောင်းချိန်မလက်မမကောင်းလက်မကျွန်တော်ပြောတဲ့သူကလည်းရွေးရွေးပြောနေရအခုကြားထက်ကိစ္စကြားထက်ကိစ္စဘုံမွေးစောချစ်သူတယောက်တော့သွားဆင်းနေကြတယ်စောချစ်သူတယောက်နဲ့အဲ့ကြားထက်လှုပ်လို့မရဘူးကျွန်တော်ကြည့်တယ်စောချစ်သူတယောက်ထဲနဲ့ကြားထက်လှုပ်တော့လို့မရဘူး နော်အရာအလုံးမှာတူတယောက်တည်းပြီးလို့ရတဲ့အရာမဟုတ်ဘူးဒါပေမဲ့ဆဲကန်ထိတော့အဲ့ချစ်တူတော့ဆဲတယ်နော်အခုဆိုတဲ့အမေရိကန်အစိုးရဒဏ်ခတ်ပိတ်ဆို့မှုမှာတွေ့ဘုံမှုချစ်တူရဲ့သားတွေပဲပါလာပြီနော်အဲ့တော့ပြောချင်တာကဒီညာနဲ့ကျွန်တော်တို့မြေတရက်ခန့်ချင်တာလေကရင်အဖွဲ့တွေအခုလက်ရှိဘုံမှုချစ်တူတို့မိသားစုတွေအပါအဝင်အခြားတော့ DKBA တို့နော်ပြီးလို့ရှိရင် PCE တို့ KDLA တို့ KNU တို့ KNTO တို့ KNA တို့စသဖြင့်ကရင်လက်နက်ကိုင်အဖွဲ့တွေအားလုံးကိုကျွန်တော်တို့မြေတရက်ခန့်ချင်တာကခင်ဗျားတို့တွေလွတ်မြောက်အရင်လုပ်ကြပါလား သူများအောင်မှာမနေရှင်ကြပါနဲ့နော်လက်ရှိဘုံမူးချစ်သူဘလောက်ပဲချမ်းသာပါစေဘလောက်ပဲလောက်ပိုင်ဝင်နေရသည်သူဒီစစ်အာဏာဒီစစ်ခေါင်းဆောင်တွေရဲ့ကိုလွန်ဆန်လို့မရဘူးကျွန်တော်ပြောတာမှားလားမှားလားကျွန်တော်တို့ပြောတာမှားလားမှားလားလုံးဝလွန်ဆန်လို့ဘလောက်ပဲစောချစ်သူကရင်ပြည်နယ်မှာပိုင်ပါတယ်ချမ်းသာပါတယ်လွတ်ခွင့်နေရှိပါတယ်ပြောပြောအာဏာဒီစစ်ခေါင်းဆောင်တွေတော့ခင်ဗျားတို့လွန်ဆန်လို့မရတာကျိန်းနေတယ်အဲ့တော့အဲ့လိုလွန်ဆန်လို့ရပါအောင်တော့ဒီကပြေသွဲတလို့ပဲဘလောက်ပဲပြင်းညင်းညင်းကျူးကျူးတက်လို့တက်တက်လောက်ပြောစစ်ဘုံချုပ်တွေကိုခင်ဗျားတို့လွန်ဆန်လို့ရလား မရဘူးလွန်ဆန်လို့ရတယ်ကိုကြမှာကိုဖန်တီးနိုင်တဲ့အနေသားတိလွတ်မြောက်အရင်လှုပ်လိုက်ကြရင်မကောင်းဘူးလားအရင်လှုပ်လိုက်ပြီးမှခင်ဗျာကြောက်ကုန်မနီရကြောက်လို့ဗျာတစ်ကုန်မနီရတစ်လို့ဗျာခင်ဗျာကြားဖြန့်လှုပ်လို့ရရင်လှုပ်ဗျာရှင်းရှင်းလေးပဲကာစီနိုထောင်လို့ရရင်ထောင်ဗျာကိုအကျိုးစီးပွားနောက်မှလှုပ်ကြကြိုက်တယ်လို့ဒါပေမဲ့အဲ့ချိန်ကျရင်ဘယ်လိုမှစောက်ဝဆိုင်တယ်မလို့ငါတို့ပြည်နယ်အထုတ်ချာအာဏာငါတို့ဒီမှာရှိပြီဆိုတဲ့အနေအထားရောက်သွားမယ်အဲ့တော့ဒီကာလဟာ တစ်ချိန်ပဲလုပ်လို့ရမှာကာလဒီကာလကိုမှမလုပ်တော့ဘူးဆိုရင်နောက်တစ်ချိန်ခင်ဗျားတို့အနှစ်ပေါင်းအနည်းဆုံး20 30အဲ့ဒီစစ်ပူကြုတ်ဒီအောက်ကနေခင်ဗျားတို့ခေါင်းမထောင်နဲ့တော့နောက်အဲ့တော့သူမှန်တယ်သူမှားတယ်တယောက်နဲ့တယောက်လိုက်ဆဲနေကြမှာတဲ့စာရင်ကျွန်တော်တို့ကပြည်သူလူထုတဲ့အားလုံးလူလားချက်ဖြစ်အောင်ကရင်တွေအားလုံးစုဖွဲ့ပေးပါလက်နက်ကင်ပြီးလို့ရှိရင်စီစီလုံးလုံးနဲ့နော်ဒီကာလကိုတောက်ကြိုင်သွားကရင်ကြီးချင်းပြစ်ပြန်ရင်ဟာရှက်စရာကြီးမရှက်ကြဘူးလား ဒီကရင်ကရင်ချင်းမပြောနဲ့တော်လိုင်းသမားချင်းချင်းတော့ပြစ်စရာအကြောင်းမရှိဘူးမင်းဘာလူမျိုးငါဘာလူမျိုးကွဲကြရမယ်အချိန်မဟုတ်တော့ဘူးကျွန်တော်တို့ကဒီကာလအတိုင်းပြီးအပြောင်းလဲကာလပေါ်ရောက်နေတာဒီကာလမှာမှကျွန်တော်တို့ကမပြောင်းလဲချင်နောက်ဘယ်တော့မှဒီစစ်ဘုံချုပ်တွေအောက်ကနေခေါင်းထောင်လို့မရတော့ဘူးဒါကြောင့်မို့လို့ကရင်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကိုဒါလေးလေးနက်နက်မြစ်တာရက်ခံချင်တာကစီးတုံးပေးပါညင်ညွတ်ပေးပါအရင်လွတ်မြောက်ရေးကိုအရင်လှုပ်ပေးကြပါလွတ်မြောက်ရေးအရင်လှုပ်ပြီးမှခင်ဗျားတို့အတူစီးပွားတွေလှုပ်ကြပါအဲ့တော့လွတ်မြောက်ရေးလှုပ်ဖို့အတွက်ခင်ဗျားတို့တွေအားလုံးခဲ့ဒီလက်တီးစုပ်လိုမျိုးကြစ်လက်အောင် ကရင်အချင်းချင်းအရင်ဆုံးစီလုံးညီညွတ်ပေးပါပါဘေးကြားစကားတွေတွေးစကားတွေမျိုးပါနဲ့ဒါဆိုရင်ခင်ဗျားတို့အနောက်မှာပြည်သူအားလုံးကကရင်ပြည်သူတွေမဟုတ်တတိုင်းပြည်လုံးရှိတဲ့ပြည်သူအားလုံးမအားမမရက်တည်ပြီးနေတယ်တိုက်တဲ့နောက် BGF ကိုဘလောက်ပဲဆဲလာဆဲလာမြန်မာပြည်သူတွေကအင်မတန်စိတ်ကောင်းတယ်ဗျကျွန်တော်ပြောတာမယုံရင်လုပ်ကြည့်အခုဘုံမှုချစ်သူကိုဆဲဆဲဆဲတဲ့နိုင်ငံလုံးနော်လက်ရှိဒီနေ့ဘုံမှုချစ်သူဟာ KNU ဖြစ်ဖြစ်ကော်တူလေးနဲ့ဖြစ်ပူပေါင်းပြီးတော့ငါစစ်တပ်ကိုတိုက်မယ်ဟဲ့လို့တခွန်းနဲ့ကြေညာလိုက်ပြီးအဲ့ဒီဘုံမှုချစ်သူကသူချက်ချင်းတို့မှထားမဲ့မြန်မာပြည်သူတွေမပေါ်လာရင်ကျွန်တော်လက်သေးလာလိမ့်လိုက်အဲ့ဒါမြန်မာပြည်သူရဲ့ခံစားချက်ကအဲ့လောက်ထိဒါကြောင့်မလို့အင်မတန်စိတ်ကောင်းတဲ့ကျုပ်တို့ပြည်သူတွေရှိနေတဲ့အချိန်မှာခမားတို့တွေအပြောင်းအလဲလေးကိုမလုပ်နိုင်ကြဘူးလားနော်အပြောင်းအလဲကိုလုပ်ပြီးမှကိုကိုယ်တိုင်လွတ်မြောက်အောင်လုပ်ပြီးမှကိုယ့်ရဲ့အကျိုးစီးပွားတွေကိုလုပ်ကြရင်ပို့ပြီးတော့ကောင်းပါတယ်နော်ဒါလေးကိုတင်ပြတာပါနောက်ထပ်တစ်ထင်းတစ်ခုကတော့ဗာလဲဆိုတော့အဲ့ဒါနော်ရုရှားနိုင်ငံရင်းမြစ်နီး ချီတဲ့ဆန္ဒပြပွဲမှာလက်ရှိမြန်မာစစ်ကောင်စီကနေနော်ဒီမှာအင်အားတွေမရှိတဲ့ကြားတွေကနေနည်းနည်းအရက်မြင့်တဲ့ကောင်လေးတွေကိုနော်ရွေးပြီးတော့ရင်းမြင်းကြီးချီတဲ့ပွဲအတွက်နော်ကြီးရည်လေးအဲယူနီဖောင်းတွေပို့ထားတယ်အဲ့ဒီပွဲကိုဆော့ခေါမကျူကျူလာတယ်သူကလည်းလူရောင်ဝင်းခြင်းနဲ့နော်သူ့လင်ပင်မီတောက်မမီတောင်းလိုက်တာမေးလို့လက်ချက်ပြီးတော့သူကတက်ခြင်းတယ်တက်ခြင်းတော့အဲ့ပွဲကိုတွားမယ်လို့သူ့လင်ကိုပူစားတယ်အဲ့တော့အဲ့ဒီသူ့လင်ကလည်းဟုတ်တယ်တွားရမယ်ဒီပွဲမှာနိုင်ငံတကာကောင်းဆောင်နေတယ်တွေ့ရတယ်နဲတာမဟုတ်ဘူးငါလူရောင်ဝင်းတာမဟုတ်ဘူး ပင်နိုင်ငံဘက်ကတွားခွင့်ရှိတယ်မဟုတ်ဘူးရုရှားတနိုင်ငံလေးတွားခွင့်ရှိတယ်အဲ့နိုင်ငံရောက်တော့နော်မတော်လို့လာတဲ့ခေါင်းဆောင်တွေတွေ့ခွင့်ရရင်နည်းနည်းပါးပါးငိုပြလို့ရတယ်ခြေစလုံးဖက်ပြလို့ရတယ်ပလွေပိုင်ပေးလို့ရတယ်ဆိုပြီးတော့အဲ့လိုတွားဖို့လုပ်ထားတာအခုအဲ့ဒီတွားဖို့လုပ်တဲ့အချိန်မှာယူကရိန်းတမနာကတခါလည်းပြောတယ်နော်ဒီဂျင်းမီနီကိုလာတဲ့ဘယ်နိုင်ငံခေါင်းဆောင်ရဲ့လုံခြုံရေးကိုမတူတောင်းဝင်မြူဘူးမင်းတို့လာရင်လာမလာရင်မင်းတို့ရဲ့အကြောင်းနော်တခုခုထိခိုက်လာရင်သူတောင်းမဟုတ်ဘူးတခါလည်းပြောထားတယ်အခုအဲ့ဒီနော်မော်စကိုကိုဒရုန်း၃စီးနဲ့စော်တာ drone ကတော့ထိခိုက်မှုမရှိလိုက်ဘူးဒါဟိုနေသူတို့ research အချိန်ကြီးဖြတ်ချလိုက်နိုင်တယ်ဒါပေမဲ့လို့သူတို့သူတို့မယုံကြည်တဲ့အတွက်နောက်ထပ် drone တွေဘယ်လိုပုံစံလာမလဲနောက်ထပ်တိုက်ခိုက်မှုတွေဘယ်လိုပုံစံလာမလဲဆိုတာမသိတဲ့အတွက်ဒီ UN မော်စကိုကနေလေဆိပ်တချို့ကိုရက်ဆိုင်ထားရတဲ့အနေအထားဖြစ်သွားတယ်အဲ့တော့ဘယ်လိုဖြစ်ဖြစ် main online ကတော့ဒီဘွဲကိုရောက်အောင်တော့သူပြောတယ်ဟုတ်ပါတယ်သူစိတ်ထဲမှာတတ်မှတ်ထားတာကဘယ်လိုဖြစ်ဖြစ်ငါပါပါ ပူတင်ရဲ့လုံခြုံရေးအစီအမံကိုငါယုံကြည်တယ်ငါအဖေကလုံခြုံရေးအစီအမံကောင်းတယ်အဲ့အတွက်ငါရအောင်တွားမယ်ဆိုပြီးတော့မင်းအောင်နိုင်ငံတွားမယ်အဲ့လိုမင်းအောင်နိုင်ငံတွားမဲ့ခရီးစဉ်ပေါ်မှာကျွန်တော်တတိုင်းပြည်လုံးမှာရှိတဲ့ပြည်သူတွေပြည်မှုတကမ္ဘာလုံးမှာရှိတဲ့မြန်မာပြည်သားတွေအားလုံးကလည်းယူကရိန်းတပ်မတော်ကိုဝိုင်းပြီးတော့ကောင်းချီးပေးနေကြတယ်ယူကရိန်းတပ်မတော်ကြီးကျေးဇူးဆက်ပါမယ်တဲ့တခါလဲအပြတ်ဆင်းရှင်းပေးပါเนาะခမရတို့တိုင်းပြည်ယူကရိန်းအတွက်တုတ်တို့မြန်မာပြည်သားတွေစစ်တိုက်ဖို့လိုရင်တော့မင်းအောင်နိုင်ငံအဲ့လိုရှင်းပေးမယ်ဆိုလာရောက်တိုက်ပေးပါမယ်ဆိုပြီးတော့ယူကရိန်းတပ်မတော်ကိုတောင်းဆိုနေကြတယ် ဲ့တော့မြန်မာပြည်သူတွေမင်းရောက်နိုင်ပုံမှာဘလောက်စေတနာရှိတယ်ဆိုတော့အဲ့ဒါဒါကြောင့်မလို့တခါတည်းဒီနေရာနေစုတောင်းပေးလိုက်ပါတယ်တွားလန်းပြက်ကြလို့လာလန်းမရောက်ပါစေနဲ့လို့တောင်းနိုင်တာနဲ့စောက်ခေါမှာကြည်တူလှတွေ့ဆုမကောင်တောင်းပေးလိုက်ပါတယ်ယေရှုတင်ပါ